မင်္ဂလာပါခင်ဗျာဆရာကြီးတန်းဝန်လန်ရေးသားထားတဲ့20ရာစုကြောကြဆုံးအာရှခေါင်းဆောင်များစာအုပ်ထဲကဘီနန်တမရကြီးဟိုချီမင်းအကြောင်းကိုဖတ်ပြပေးချင်ပါတယ်ခင်ဗျာဘီယန်န်ဒီမိုကရက်တစ်နိုင်ငံယခုဘီယန်န်ဆိုရှယ်လစ်တမရနိုင်ငံဤပထမဦးဆုံးတမရကို1945ခုဩဂုတ်လ22ရက်နေ့တွင် ရေကောက်တင်မြောက်ခဲ့သည်ထို့စဉ်တမရအဖြစ် တင်မြောက်ခံရသူဟိုချီမင်းကကျွန်တော်ကိုတမရအဖြစ် ွေးလိုက်တာအကြောင်းရှိပါတယ်ကျွန်တော်မှာဘာမှမရှိလို့ပါပဲကျွန်တော်မှာသားမရလည်းမရှိဘူးအိမ်လည်းမရှိဘူးရွှေငွေပစ္စည်းဥစ္စာလည်းမရှိဘူးအဝတ်ထည်ဆိုလို့လဲဟော်ရီဝတ်ထားတဲ့ချီဝတ်စုံတစ်စုံပဲရှိပါတယ်ဟု ပြောဆိုခဲ့ပါသည်ဟိုရှင်မင်းကို1890ပြည့်နှစ်မေလ16ရက်နေ့တွင်ဘီယန်နာနိုင်ငံအလဲပိုင်းငန်အဲပြည်နယ်အတွင်းရှိကန်လီယန်ရွာကလေး၌ဖွားမြင်ခဲ့ပါတယ်ဖခင်မှာ ဟွေးမြို့တော်ကြီး၌မင်းခမ်းမင်းနာဆိုင်ရာလွတ်တော်အကျိုးတော်ဆောင်ယာရုကိုထိုက်ထိုက်တန်တန်ချီးမြှင့်ခန့်အပ်ခြင်းခံခဲ့ရသောသူခမေငုယင်စင်ခတ်ဖြစ်ပြီးမိခင်မှာတက္ကသိုလ်တီတာပါမောခါကြီးဟွန်ဆွမ်အန်အီတမီကြီးဟွန်တီယုံဖြစ်ပါတယ်။ဟိုချီမင်းသည်ဝေးချင်း၃ရောက်အနက်အထွေဆုံးဖြစ်ပါတယ်။ဟိုချီမင်း၏အမကြီးမှာတန်းဖြစ်၍အကိုမှာခင်ဖြစ်သည် ဟိုချီမင်းဤငယ်နမယ်မှာငူးရင်စင်ကွန်ဖြစ်ပါတယ်။မိဘဆွေမျိုးများနဲ့ရွာသူရွာသားများကကွန်ဟု၍အတူကောက်ခေါ်လိရှိကြသည်။ဟိုချီမင်းဤအမည်များနဲ့ဆက်လင်း၍အနောက်နိုင်ငံများမှသမိုင်းသူတွေသည်များသည်အချိန်တော်ကြအောင်အုံနောက်ခြောက်ခဲ့ကြရသည်။ဘီယန်နာနိုင်ငံ၏တမရကြီးအဖြစ်သို့မရောက်မီဟိုချီမင်းသည်နိုင်ငံအတော်များပြားသို့လှည့်လည်သွားလာ၍နမယ်အမျိုးမျိုးကိုခံယူခဲ့သည်။ နောက်တွင်အင်္ဂလန်ပြင်သစ်နှင့်အမေရိကန်နိုင်ငံများမှသမိုင်းသူတေသည်များနှင့်သတင်းစာဆရာများသည်ဟိုချီမင်း၏အမိများကိုစိန်ကောက်ယူခဲ့ရာနာမည်ပေါင်းဒရာစင်ခန့်ရှိခဲ့ကြသည်။ဘင်းနမျိုးသားတို့သည်မိမိတို့သားသမီးများကို ကလေးအရွယ်ငယ်စဉ်ကခက်လွယ်လွယ်နီးစပ်ရာနာမည်တစ်ခုခုဖြင့်ကင်မွန်းတက်၍မဲခေါ်ကြရာမှ လူမှန်သူမှန်သိတဲ့ဆဆယ်နှစ်အရွယ်ခန့်တွင် အခြားအမည်တစ်ခုခုသို့ ပြောင်းလဲပေးလိရှိကြသည်ဤဒီမှာမယုဖလာယဉ်ကျေးမှုအစဉ်အလာတစ်ခုဖြစ်ပါသည်ယင်းအစဉ်အလာရဟိုချီမင်းဆယ်နှစ်သားအရွယ်တွင်ငယ်မီငုယင်စင်ကွန်းကိုဖျောက်၍ငုယင်တက်တန်ဟူသောနာမည်ကိုပေးခဲ့သည်ဟိုချီမင်းဆယ်နှစ်သားအရွယ်1900ပြည့်နှစ်တွင်မိခင်ဖြစ်သူဟွန်တီယုံသည်စတုဒ္ဓကလေးမွေးဖွားပြီးရက်အနှဲငယ်ကြာတွင် ရုတ်တရက်ကွယ်လွန်အိဋ္ဌဆရောက်သွားခဲ့ရာ ဖခင်ဤအုတ်ထိတ်မှုအောက်တွင် ကြီးပြင်းခဲ့ရသည်ဟိုချီမင်းဤအောက်ညီငယ်ဆုံးဖြစ်သည့်ဇင်းဟုအမည်ပေးထားသောထုံမွေးစကလေးမှာမိခင်သေးဆုံးပြီးနောက်မကြာမီမှာပင် ကွယ်လွန်သွားခဲ့သည်ထိုဇင်ကဖခင်မှာမင်းမှုတန်းဖြစ်သည်ထို့နောက်ဖခင်ဖြစ်သူငွေရင်စင်ခတ်သည်ဇနီးသည်ကွယ်လွန်ခဲ့၍ပူဆွေးတော့ကများဖြင့်ပရိဒေဝတောက်လောင်နေသည့်ကြားမှ တနှစ်ခန့်ကြာထောင်ကောတစ်ခုနှစ်တွင် ထိုခက်ထိုကာကအစင့်မြင့်ဆုံးသောဘယင်တော်ဝင်စာမေးပွဲကို ဝင်ရောက်ဖြေဆိုခဲ့ရာဒုတိယအစစ်မှ အောင်မြင်ခဲ့ပြီးဒုက္ခမေဒေါက်တာဖွဲ့သူကိုစခုရရှိခဲ့သည်ဒုစင်ကဘယင်တန်နိုင်ငံကို ပြင်သက်တို့အိုဆိုးလျက်ရှိရာဟိုချီမင်းသည်ငယ်စဉ်ကပင် ပြင်သက်ဆိုရ၏ဖိနှိပ်ညှဉ်းပန်းမှုများကို မျက်ဝါးထင်ထင်တွေ့မြင်ခဲ့ရသည်ထို့ကြောင့်ငယ်စဉ်ကလေးကဘယင်တန်လွတ်လပ်ရေးအတွက် စိတ်အားထက်သန်ခဲ့လေသည်။ဟိုချီမင်းအသက်9နှစ်သားအရွယ်တွင်ပညာစတင်ခဲ့သည်။16နှစ်သားအရွယ်တွင်ပြန်သက်စာပေကိုလေ့လာစီးပူးခဲ့သည်။ကျောင်းသားအရွယ်ကလေးကပင် ဖခင်ကိုတိုင်ပါဝင်သော ပြင်းထန်ပညာတတ်မျိုးချစ်ပုဂ္ဂိုလ်များ၏ပြင်သက်စံကြေလှုပ်ရှားမှုကြီးတွင်ဆက်သားအဖြစ်တာဝန်ယူခဲ့သည်။ထို့နောက်ဖခင်ဖြစ်သူမှာအလုံးမထုတ်ခံရသည်။ဟိုချီမင်း၏ဖခင်သည် ဝဲဒုကွန်ဒူပညာအချင်းချောက်အစိုးရမှုထမ်းအဖြစ် ဆောင်ရွက်နေရတော်လဲပင်ကိုအားဖြင့်ရိုးချစ်စိတ်ထက်သန်သူတူ ဖြစ်သည့်အပြင်တော်လန်ဤသမားအများနဲ့တိတ်တဆိတ်အဆက်အသွယ်ရှိသည်ဟု သင်္ခါမကင်ဖြစ်နေခဲ့ရာ နောက်ဆုံးတွင် ပြင်သက်အစိုးရအာဏာပိုင်များက မလိုလားတော့ပဲယခုကဲ့သို့အလုံးမထုတ်ပယ်လိုက်ခြင်းဖြစ်သည် ဖခင် အလုတ်ပြုတ်သွားပြီဖြစ်၍စီးပွားရေးအကျက်တဲဖြစ်ကာပညာဆက်လက်မတင်နိုင်တော့သည့်အစုံလိုက် ဟိုချီမင်းသည်မရှောင်မလွှဲသာပဲဖခင်နဲ့ခွဲခွာ၍ဖန်တရက်မျိုးတော်သို့သွားရောက်ကာကျောင်းဆရာအလုပ်ကိုယာယီဝင်လုပ်ရင်းအိမ်ထောင်တာဝန်ကိုထမ်းဆောင်ခဲ့သည်မကြမီကျောင်းဆရာအလုပ်မှထွက်ကာစက်မှုလက်မှုကျောင်းသို့တက်ရောက်၍စက်မှုပညာသင်ကြားခဲ့ပြန်၏ထိုအချိန်၌ဟိုချီမင်း၏ရင်ဝယ်နေချက်စန့်ကျင်ရေးစိတ်ဓာတ်များဘီယန်နယ်လွတ်လပ်ရေးအတွက်ဆောင်ရွက်လိုသောစိတ်ဓာတ်များကိန်းအောင်နေချေပြီး ဘီအန်အန်လွတ်လပ်ရေးအတွက်ဆောင်ရွက်နိုင်ရေးမှာကမ္ဘာနိုင်ငံရေးဘူးတုဒ်ကျွဲဝမှဖြစ်ပြီးဟူ၍လဲဆွေးမြဲစွာယုံကြည်လျက်ရှိသည်ထို့ကြောင့်ထောင်ကုန်းအားတစ်ခုနှင့်အော်တိုဘာလအတွင်းတွင်တိုင်းပြည်လွတ်လပ်ရေးကြိုးပမ်းရန်နိုင်ငံခြားဘူးတုဒ်ရှာဖွေရေးအတွက်ဟိုချီမင်းသည်ပြင်သက်ပင်လယ်ကူးတင်မော်လာတုချီထရီဗီလီပေါ်တွင် ထမင်းချက်ရိတ်ခါဌာနလွတ်တမအဖြစ် လိုက်ပါရင်ပြင်သက်နိုင်ငံသို့ထွက်ခွာခဲ့လေသည်ထို့အခိုက်တွင် သူ၏အမည်ကိုဘာဟု၍ပြောင်းလဲခဲ့သည် သူကိုယ်တိုင်ပြခဲ့သည့်အဆိုပါဘာအမည်မှာဘေးနန်ဘာသာဖြင့်လူကလေးသို့မဟုတ်ကောင်းကလေးဟုအဓိပ္ပာယ်ရ၍လုံကောက်ဘာသာပြန်လျင်ခြာတိတ်ဟုအဓိပ္ပာယ်ထွက်သည် အဆိုပါတင်မောပေါ်တွင် မိုင်း၈000ခီးတစ်ချောင်းလုံးအဖြစ်ပင်ပင်ပန်းပန်းလှုပ်ချမ်းလှုပ်ခဲ့ရပြီးလောက်ခငွေ၁၀မြတ်သာရသည့်အတွက်ဘာသည် သူ့ဘဝသူမကျေမနပ်ဖြစ်ခဲ့မိပေသည် တို့ဖြစ်ုံများမကခီးလန်းတစ်လျှောက်တွင် သူကြုံတွေ့ခဲ့ရသည့်အတွေ့အကြုံများတင်မောသားများနှင့်ခီးသည်များအကြားလေထိုင်လောက်ကန်ရင် သူရရှိခဲ့သည့်အထွေထွေဘုသူတများနှင့်အပြောကျဲလာသည့်ပင်လယ်ခီးချမ်းကြီးကိုဖျက်တမ်းကျော်လွှားရင်းရင်ဆိုင်ရုန်းကန်ခဲ့ရသည့်ဘဝပေသင်္ကန်းစာများသည့်သူ့အဖို့ဝေ30မျှမက အဖို့နှက်ကထိုက်တန်လာသည်ဟု ယူဆကဝန်တာအားရပင်ဖြစ်မိသေးသည် ပြင်သက်နိုင်ငံမာစင်းမြို့သို့ရောက်တော့အခါပြင်သက်အရာရှိတူအိမ်တွင် အစေခံအလုပ်ဝင်လုပ်ရင်းဝမ်းရည်ကို ဖြည့်ရှင်းခဲ့သည်ဆိုပါအရာရှိကြီးမှာမာစင်းမြို့အစွန်ဖြားခြံကြီးတစ်ခြံတွင် ထမင်းချက်ကလေးထိန်အစေခံဒရိုက်ဘာမာလီစသော အခိုင်းအစေများဖြင့်တခန့်တနာနေထိုင်သူဖြစ်သည် ပင်လယ်ကူတင်မောပေါ်တွင်လူပေါင်း900ကျော်800ခန့်တို့ကိုချက်ပြုတ်ကျွေးမွေးရသည့်ထမင်းချက်အလုပ်နှင့်စာလျင် ထိုအိမ်၌လို့ရသောအလုံမှာအစာပေါင်းများစွာတက်တာလာသည်ထို့သို့စေကံလို့ရင်ဘာသည်ထိုအိမ်ရှိသူတို့နှင့်အတူဘဝတူပြင်သက်စေကံမာလေးတယောက်ထံမှပြင်သက်စကားကိုစ조사တင်ယူခဲ့သည်ပြည်နယ်တွင်ရှိစဉ်ကဝေးမြုပ်၌ပြင်သက်စာပေနှင့်ဘာသာစကားကိုတင်ကြားခဲ့ဖူး၍အတော်တန်ရေးနိုင်ဖတ်နိုင်တော်လဲပြင်သက်နိုင်ငံတွင်လောလောဆယ်ဆယ်ရေးသားပြောဆိုနိုင်ကြသည့်ခက်သက်စာပေအရေးသားနှင့် အယတုံဝေါ်အားရများကို နားလည်သိရှိထားမှဖြစ်မည်ဟုသောအသည့်ဖြင့်ကြိုးစားတင်ကြားခဲ့ရာမူလကအခြေခံရှိပြီးထားသောအဘသည်မကြမီပြင်သစ်စကားကို ရေးရဲလဲလဲပြပြသသကြီးပြောနိုင်လာခဲ့သည်ထို့နောက်အစေခံအလုံမှနှုတ်ထွက်ကပြင်သစ်ကုန်တင်တမောတစင်းတွင်တမောသားအဖြစ်လိုက်ပါဆောင်ရွက်ရင်းအာဖရိကနှင့်မြောက်အမေရိကတိုက်များသို့ရောက်ရှိခဲ့သည်1933ခုနှစ်တွင် ပြင်သစ်နိုင်ငံသို့ပြန်ရောက်ရှိခဲ့သည် ထို့နောက်ပြင်သစ်နိုင်ငံမှအင်္ဂလန်သို့ခေးဆက်ပြန်သည်အင်္ဂလန်ပြည်သို့ ရောက်သောအခါအမိုက်လဲတန်ရှင်းလှုပ်သားဘွိုင်းလာ အိုမီထိုးသူစသည်ဖြင့်ကြုံရအလုပ်လုပ်ရင်းပညာစီပူလေ့လာခဲ့သည်အင်္ဂလိပ်စကားကိုလည်းသင်ကြားခဲ့သည်တောင်ကွာ34ခုနှစ်၌ပထမကမ္ဘာစစ်ကြီးဖြစ်ပွားသောအခါဟိုချီမင်းသည်ငုယင်အိုက်ကုတ်အမည်ဖြင့်ပြင်သစ်နိုင်ငံသို့ပြန်လည်ရောက်ရှိသွားသည် ပထမကမ္ဘာစစ်အပြီး1919ခုနှစ်တွင် ်ဘားဆိုင်စစ်ပီငင်းရေးကွန်ဖရင့်သို့တက်ရောက်ကဗီယက်နမ်နိုင်ငံအတွက်လိုလားချက်များကိုတောင်းဆိုခဲ့သေးတော်လဲမရရှိခဲ့ပြီးသို့တော့ထိုတောင်းဆိုချက်များကို ပုံနှိပ်က လူအများသိရှိအောင် ဖြန့်ဝေပေးနိုင်ခဲ့သည် ထိုအချိန်မှစ၍ဟိုချီမင်းသည်ဗီယက်နမ်နိုင်ငံလွတ်လပ်ရေးအတွက်နိုင်ငံရေးအရာစတင်လှုပ်ရှားတော့သည်ပြင်သစ်နိုင်ငံရှိဆိုရှယ်လက်လူငယ်များအဖွဲ့အစည်းတွင်ပါဝင်က ပါရီမြို့တွင်ကျင်းပသော ပြည်သက်ဆိုရှယ်လက်ပါတီ၁၈ကြိမ်မြောက် ွန်ကရစ်တို့တက်ရောက်နိုင်ခဲ့သည်ယင်းကွန်ကရစ်တွင်စကားပြောခွင့်လည်းရရှိခဲ့သည်ဟိုချီမင်းသည်ပြင်သစ်နိုင်ငံအတွင်း၌ထုတ်ဝေနေသောသတင်းစာများတွင်ငွေရင်အိုက်ကုတ်အမည်ဖြင့်စောင်းပါများရေးသားခဲ့သည်ပြင်သစ်ကိုလိုနီစနစ်အပေါ်စွဲချက်တင်ခြင်းဝါနကာစသည့်စာအုပ်များကိုလည်းရေးသားပြုစုခဲ့သည်ပြင်သစ်နိုင်ငံသို့ရောက်ရှိနေသည့်ကိုလိုနီနယ်များမှခေါင်းဆောင်များကိုစုယုံကာကိုလိုနီနိုင်ငံများအဖွဲ့ချုပ်ကို ဖွဲ့စည်းတည်ထောင်နိုင်ခဲ့သည်ကိုလိုနီနိုင်ငံများအဖွဲ့ချုပ်တွင် ပြင်သစ်လက်အောက်ခံနိုင်ငံများဖြစ်ကြသော junit များ algeria morocco madagascar bnn စသည်တို့မှမျိုးချစ်ပုဂ္ဂိုလ်များပါဝင်ကြသည်ဟိုချီမင်းခေါင်းဆောင်သောအဆိုပါမျိုးချစ်ပုဂ္ဂိုလ်များသည်ပြင်သစ်နိုင်ငံပါရီမြို့တော်နှင့် အခြားမြို့ကြီးပြည်ကြီးများတွင်လူထုတရားပွဲများဆွေးနွေးပွဲများနှင့်ဟောပြောပွဲများကျင်းပကာကိုလိုနီနိုင်ငံများတွင် ပြင်သစ်နယ်ချဲ့သမားများ ဖိနှိပ်ချက်လဲသွေးဆုပ်နေကြပုံများကို ပြောကြဟောကြသည်ထို့ပြင်ကိုလိုနီနိုင်ငံများအဖွဲ့ချုပ်၏ကျွေးကြော်သံအဖြစ်ဂျာနယ်တစ်စောင်ကိုအခက်အခဲများကြားမှမဖြစ်မနေစူးစမ်း၍ပုံနှိပ်ထုတ်ဝေလာခြင်းပင်ဖြစ်သည်ထို့နှင့်ပင်1922ခုနှစ်အေပြီလလောက်တွင် ကိုလိုနီနိုင်ငံများမှကျွေးကြော်သံအဖြစ် လီပါရီယာအမည်ရှိဂျာနယ်တစ်စောင်ထွက်ပေါ်လာခဲ့သည်အဆိုပါဂျာနယ်တွင်ဟိုချီမင်းသည်အယ်ဒီတာတိုက်အုပ်ဖြစ်တာမက စာမူရွေးချယ်တိဖြည့်ရေးပုံနှိပ်ထုတ်ဝေရေးနဲ့ငွေကြေးရေးအပါအဝင်ဂျာနယ်တစ်စောင်လုံးမှအစအဆုံးအက်ဒီတာတိုက်အုပ်စောင်းပါရှင်ထုတ်ဝေသူငွေကိုင်းစသဖြင့်သူတယောက်တည်းကျုံ၍လှုပ်ခဲ့ရသည်ဒုနဲ့မှာပင်ပြင်သစ်ကွန်မြူနတီပါတီသို့ဝင်ရောက်ခဲ့သည်1923ခုဒီဇင်ဘာလတွင်ဟိုရှီမင်းသည်လီနင်နှင့်တွဲဆုံလို့သဖြင့်ရုရှားနိုင်ငံသို့တွားရောက်ခဲ့သည် သို့သော် သူရုရှားနိုင်ငံသို့ရောက်သောအခါလီနင်မှာကွယ်လွန်သွားခဲ့လေပြီ။သို့ဖြင့်လီနင်ဂရက်နဲ့မော်စကိုမြို့များတွင်တလက်စီနေထိုင်ရင်းရုရှားပြည်တွင် နိုင်ငံ၏အခြေအနေများကို လေ့လာနေခဲ့သည်။ရုရှားခေါင်းဆောင်များ၏အကူအညီဖြင့်မော်စကိုမြို့ရှိ အရှေ့တိုင်းလူ့သမားတက္ကသိုလ်သို့လည်းတက်ရောက်ခွင့်ရခဲ့သည်။ပရာပရာသတင်းစာနှင့် အခြားစာဆောင်များတွင်လည်းနိုင်ငံ၏ဆောင်ပါများရေးသားခဲ့လေသည်။1924ခု ဇွန်လ18ရက်နေ့မှဇူလိုင်လ10ရက်နေ့မော်စကိုမြို့၌ကျင်းပခဲ့သည့်ကမ္ဘာကွန်မြူနတီအဖွဲ့ချုပ်ပြင်စမမြောက်ညီလာခံတို့တက်ရောက်ကာအစီရင်ခံစာနှစ်ဆောင်တင်သွင်းခဲ့သည့်ယင်းအစီရင်ခံစာနှစ်ဆောင်နှင့်ဒုတိယအစီရင်ခံစာမှာပြင်စမကွန်ကရစ်ကြီးတွင် အထူးပင်ထင်ရှား၍နိုင်ငံတကာမှ ကိုယ်စားလှယ်များ၏အလေးအနက်ရေးပေးဆွေးနွေးခြင်းခံခဲ့ရသည်အထူးသဖြင့်ထိုစာတမ်းတွင် ပထမကဘာစစ်ကြီးအပြီးတကဘာလုံးတွင်နယ်ချက်သမားများလက်အောက်သို့ကြားရောက်ခဲ့ကြသည့်ကိုလိုနီနိုင်ငံများ၏အကျယ်အဝန်းလူဦးရေနှင့်တကွထိုနိုင်ငံများမှ ပြည်သူများ၏ဆင်းရဲဒုက္ခအဝဝကိုစည်ရင်စရာချက်အချက်လက်များနှင့်တကွအသေးစိတ်ပေါ်ပြသည့်အပြင်အမျိုးသားလွတ်မြောက်ရေးနယ်ချက်ဆန့်ကျင်ရေးတိုက်ပွဲများအတွေ့မြည်တို့ စီယုံပြင်ဆင်တိုက်ပွဲဝင်တဲ့အကြောင်းကိုပါဆွေနွေးတင်ပြထားသည်ကို တွေ့ရှိရသည် ဤစင်ခန်းစာကိုအကြောင်းပြု၍ပစ္စမကွန်ကရစ်အကြီးတွင်ငွေရင်အိုက်ကုတ်ဟူသောအမည်ကိုနိုင်ငံတကာမှ ကိုယ်စားလှယ်များ၏နှုတ်ဖျားတွင် တဖားဖွားကြားနေကြရသည်ပြင်သစ်အင်္ဂလန်ဂျာမနီအီတလီဩစတြေးလျချက်ကိုစလိုဗက်ကီးယားစသည့်ဥရောပနိုင်ငံများနှင့်တကွတရုတ်ဂျပန်အိန္ဒိယစသည့်အာရှနိုင်ငံများမှကွန်မြူနစ်ခေါင်းဆောင်များသည်ငွေရင်ထံဒလီတစားလာရောက်တွေ့ဆုံကချီးကျူးစကားပြောကြားကြသည်အကြံဉာဏ်နှင့် အယူအဆတွေးခေါ်များအပြန်အလှန်ဖလှယ်ကြသည်ထို့နောက်ကမ္ဘာကွန်မြူနစ်အဖွဲ့ချုပ်ကြီး၏ပြင်စမကွန်ကရစ်ကြီးတွင်ငုတ်ရင်သည်ကိုယ်စားလှယ်များ၏တခက်နှင့်ထောက်ခံမှုဖြင့် အရှေ့တိုင်းဌာနတွင် အမြဲတမ်းကော်မတီအဖွဲ့ဝင်တူအဖြစ်ရွေးကောက်တင်မြှောက်ခြင်းခံရရုံများမကတောင်ပိုင်းဌာနခွဲ၏အကြီးအကဲဖြင့်တောင်ပိတ်ရခြင်းကိုခံခဲ့ရသည်1925ခုနှစ်တွင်ဟိုချီမင်းသည်တရုတ်နိုင်ငံကန်တိုမြို့သို့သွားရောက်ကာမစ္စတာဘောင်အမည်ဖြင့် နိုင်ငံရေးတင်တန်းမှုအဖြစ်ဆောင်ရွက်နေလေသည် ထို့အချိန်တွင်ဘီနန်နိုင်ငံ၌မျိုးချက်လူငယ်အများပြားကိုပြင်သစ်နေချက်သမားများကနှိမ်နှင်းနေသဖြင့်ဘီနန်လူငယ်များစွာတို့သည်တရုတ်နိုင်ငံသို့ရောက်ရှိနေကြသည်ဟိုချီမင်းသည်ယင်းလူငယ်များကို စုစည်းကာတော်လန်သောဘီနန်လူငယ်များအစည်းရုံးကိုဖွဲ့စည်းလိုက်သည် ထို့နောက်အထူးနိုင်ငံရေးတင်တန်းများကိုဖွင့်လှစ်ပြီးလျင်တင်တန်းပို့ချရင်းတစ်ဖက်မှလည်းနိုင်ငံရေးစာပေများကို ရေးသားပြုစုနေခဲ့သည် 1928ခုနှစ်အကုန်တွင်ချန်ကီရှိတ်တပ်သားများက လိုက်လံဖမ်းသဖြင့်ရှောင်တိန်ပြေးလွှားနေခဲ့ရသည်1928ခုနှစ်တွင်ရုရှားနိုင်ငံ မော်စကိုမြို့သို့ပြန်လည်ရောက်ရှိပြီးနောက်ထိုမှတပံဘယ်ဂျီယံပြင်သစ်ဂျာမနီဆွစ်ဇာလန်အီတလီစသည့်နိုင်ငံများသို့လှည့်လည်သွားရောက်ကာကွန်မြူနစ်လှုပ်ရှားမှုများကို လေ့လာခဲ့သည် ထို့နောက်1928ခုနိုဝင်ဘာလတွင် ထိုင်းနိုင်ငံသို့သွားရောက်နေထိုင်ပြီးနောက်မစ္စတာချင်အမည်ကိုခံယူကာထိုင်းနိုင်ငံအတွင်းရှိဘေးနန်တိုင်းသားများကို စီယုံလှို့ဆော်နေခဲ့သည်1930ပြည့်နှစ်ဖေဖော်ဝါရီလတွင် ဟောင်ကောင်သို့တိတိဆိတ်သွားရောက်ကာဘေးနန်ကွန်မြူနစ်ပါတီကိုတည်ထောင်ခဲ့သည်ထို့နောက် တုံပန်ဆိုသည့်နာမည်သက်ဖြင့်ဟောင်ကောင်တွင်ဆက်လက်နေထိုင်ကာဘေးနန်နိုင်ငံရှိတိုက်ပွဲဝင်သူများကိုဟောင်ကောင်မှညွှန်ကြားနေလေသည် 1930ပြည့်နှစ်ဩဂုတ်လတွင်ရှန်ဟိုင်းသို့သွားရောက်ခါဗီယက်နမ်ကွန်မြူနစ်ပါတီကို Indochina Communist Party ဟု၍အမည်ပြောင်းလဲလိုက်သည်ထို့နောက်ဟောင်ကောင်သို့ပြန်သွားခဲ့လေသည်1930ခုနှစ်ဟိုချီမင်းကိုဟောင်ကောင်ပြည်များကဖမ်းဆီးသွားပြီးလျှင်နိုင်ငံရေးအကျဉ်းသားအဖြစ်ဖြင့်ချုပ်နှောင်ထားလိုက်သည် အချုပ်ကျနေစဉ်နေမကောင်းသဖြင့်စေယုံတက်ရသေးသည်စေယုံ၌စေကုသနေစဉ်ဟိုချီမင်းသည် ရုတ်တရက်ပျောက်ဆုံးသွားလေသည် တွက်ကဟိုချီမင်းတည်ဆုံသွားပြီဟု အများကယူဆလိုက်ကြသည်အပြစ်မှန်ကဟိုချီမင်းသည် အင်္ဂလိပ်လူမျိုးရှေ့နေကြီးမစ္စတာရောဘတ်လူးစ်ပီအကူအညီဖြင့်ဆေးရုံမှထွက်ပြေးလာခဲ့ခြင်းဖြစ်ပြီးလျှင်အမိုင်ကျွန်းတွင်6လခန့်နေထိုင်ကာဆေးဝါးကုသနေခဲ့သည်ထိုမှတဖန်1932ခုနှစ်တွင်ဟိုချီမင်းသည် ရှန်ဟိုင်းမြို့သို့တိတ်တဆိတ်ရောက်ရှိလာပြီးနောက် BNN မြေအောက်တော်လိုင်းသမားများနှင့်ပြန်လည်ဆက်သွယ်ခဲ့သည် 1933ခုနှစ်တွင်ရုရှားနိုင်ငံသို့သွားရောက်ပြီးသောမော်စကိုမြို့တွင်ခတ္တနေထိုင်ခဲ့သည် မော်စကိုတွင် နေထိုင်ခဲ့စဉ်အတွင်းဟိုချီမင်းသည်လီနော့ဟူသောအမည်ကိုပြောင်းလဲခဲ့ပြန်သည်ဂျိုဆင်ကတတမမြောက်နိုင်ငံတကာကွန်မြူနစ်ညီလာခံသို့လည်းတက်ရောက်ခဲ့သေးသည်ဒိုမတဖန်တရုတ်နိုင်ငံသို့ဆက်လက်သွားရောက်ခဲ့၍1940ပြည့်နှစ်တွင်ဗီယက်နမ်နိုင်ငံသို့ပြန်လည်ရောက်ရှိလာပြီးပြင်သစ်ကိုလိုနီဘဝမှလွတ်မြောက်ရေးအတွက်ဆက်လက်ကြိုးပမ်းဆောင်ရွက်ခဲ့သည် ကြိုစင်ပါပင်ဘီအမင်းအမည်ရှိဘီနယ်လွတ်လပ်ရေးအဖွဲ့ကြီးကိုတီထောင်ဖွဲ့စည်းခဲ့သည်1942ခုနှစ်ဩဂုတ်လပိုင်း၌နှစ်နှစ်တာမြှကာအိုဆန်ဒေတာရှိဂူရဲတွင်ခိုအောင်နေရာမှဖစ်စစ်ဂျပန်စန့်ကျင်ရေးအတွက်မဟာမိတ်အဖွဲ့အစည်းများနှင့်တွေ့ဆုံပြီးအဆက်အသွယ်ရယူရန်နှင့်လက်နက်ရှာဖွေစုဆောင်းရန်တရုတ်နိုင်ငံချုံကင်းမြို့သို့ထွက်ခဲ့ရ၌အလင်းဆောင်ဟုဒိဗယ်ဆောင်သည့်ဟိုချီမင်းအမည်ကို စတင်အသုံးပြုခဲ့သည်1942ခုဩဂုတ်လ16ရက်နေ့တွင်ဟိုချီမင်းသည်အစိုးရ၏ဖမ်းဆီးခြင်းကိုခံရပြီးမတေယုံတမဲညှဉ်းပန်းနှိပ်စက်ခံခဲ့ရမှ1944ခုနိုဝင်ဘာလတွင်လွတ်မြောက်လာခဲ့သည်အကျဉ်းထောင်အတွင်း၌အကျဉ်းကျနေစဉ်အတွင်းအကျဉ်းထောင်မှတ်တမ်းအမည်ဖြင့်ကဗျာများရေးဆက်ခဲ့သည်အကျဉ်းထောင်မှလွတ်မြောက်လာပြီးသောဗီယက်နမ်သို့ပြန်လာခဲ့လေသည်ဗီယက်နမ်မြေပေါ်တွင်လက်နက်ကင်တော်လာရေး ဆက်လက်ဆင်နွှဲခဲ့သည်1945ဩဂုတ်လ16ရက်နေ့တွင်ဂျပန်တို့လက်နက်ချပြီးနောက်ဩဂုတ်လ22ရက်နေ့တွင်ဟိုချီမင်းအားပထမဆုံးသမ္မတအဖြစ်ရွေးကောက်တင်မြှောက်ခဲ့သည်ထို့နောက်ဟိုချီမင်းခေါင်းဆောင်သည့်ဗီယက်နမ်နိုင်ငံအဖွဲ့ချုပ်က1945ခုစက်တင်ဘာလ2ရက်နေ့တွင်ဗီယက်နမ်ဒီမိုကရက်တစ်သမ္မတနိုင်ငံကိုတီထောင်ကာဗီယက်နမ်နိုင်ငံ၏လွတ်လပ်ရေးကိုကြေညာခဲ့လေသည်ဗီယက်နမ်လွတ်လပ်ရေးကြေညာပြီးတနင်္ဂနွေနေ့သုံးပတ်ကြာတွင် ပြင်သက်တို့ကစိုင်ကုံမြို့ကိုဝန်ရောက်ကျွတ်ကျော်တိုက်ခတ်သဖြင့်တမဒဟိုရှိမင်းကောင်းဆောင်သောဘီယန်တန်တပ်မတော်ကပြန်လည်ခုခံရသည်ပြင်သက်တို့နှင့်သဘောတူညီမှုရသဖြင့်မကြခင်ဆက်ပြေးသွားတော်လဲပြင်သက်တို့ကစတင်ချိုးဖောက်ကာတောင်ကွာ56ခုဒီဇင်ဘာလတွင်ဟန်ရွမ်းမြို့ကိုဝန်ရောက်တိုက်ခိုက်ပြန်သဖြင့်ထက်မှန်ဆက်ဖြစ်ပွားရသည်တောင်ကွာ50ခုမတ်လ3ရက်နေ့တွင်ဟိုချီမင်းသည် ကွန်မြူနစ်ပါတီညီလာခံကိုခေါ်ယူကျင့်ပပြီးလျှင်ဗီယက်နမ်ကွန်မြူနစ်ပါတီကိုဗီယက်နမ်လူ့သမားပါတီဟု အမည်ပြောင်းလဲလိုက်သည်။ဟိုချီမင်းမှာဗဟိုကော်မတီ၏ဥက္ကဋ္ဌအဖြစ်ရွေးချယ်ခံရပြီးဗီယက်နမ်ခေါင်းဆောင်တဦးဖြစ်သူထရောင်ချင်းသည်အထွေထွေအုပ်ချုပ်ရေးမှုအဖြစ်ရွေးချယ်ခံခဲ့ရသည်။1954ခုနှစ်တွင် ပြင်သက်တို့တပ်ဆွဲထားသောဒိန်ဘင်ဘူးကိုဟိုချီမင်းဦးစုသောဗီယက်နမ်တပ်မတော်ကထိုးစစ်ဆင်ရာ 1954ခုမေလ9ရက်နေ့၌ပြင်သစ်တို့လက်နက်ချအရင်နှိမ်ကအရှုံးပေးလိုက်ရသည်တင်ပေဘူးအောင်ပွဲပြီးသည့်နောက်ဟိုချီမင်းသည်ဟန်ရွိုင်းမြို့တော်သို့ပြန်လည်ရောက်ရှိလာခဲ့ရာရခင်ပြင်သစ်နယ်ချက်သမားများအုပ်စုခဲ့စဉ်က ပြင်သစ်ဘင်ကန်ချုပ်ကြီးနေထိုင်သွားသည့်စိုင်းအင်တော်ကိုတမရအင်တော်အဖြစ်တမရကြီးဟိုချီမင်းနေထိုင်ရန်အစိုးရဖွဲ့ကဆုံးဖြတ်သတ်မှတ်ပေးခဲ့သည်နိုင်ငံတော်၏ အထွတ်ထိပ်အကြီးအကဲဖြစ်တောင်းယူနေသောသမရကြီးဟိုချီမင်းသည်ယင်းအဆုံးဖြတ်ကိုနာခံ၍ထိုဆိုင်အင်တော်ကြီးကိုသမရအင်တော်ဖြစ်လက်ခံခဲ့သည်သို့သောသူသည် ထိုအင်တော်ကို နေ့စဉ်ရုံးလုပ်ငန်းများလုပ်ကံရနှင့်နိုင်ငံခြားတန်တမန်များအထူးဧည့်သည်တော်များအားလက်ခံတွေ့ဆုံရန်အတွက်သာတည်တံ့ထားရှိ၍သူကိုယ်တိုင်ကမူအင်တော်အဝင်တွင်ဒေါန်စွန်းတနေရာတွင်တဲအင်္ဂလိပ်တစ်လုံးဖြင့်ရိုးရိုးကုတ်ကုတ်နေထိုင်ခဲ့သည် တိုင်အင်္ဂလိပ်မှနေ၍ရုံးချိန်ကြလျင် အဆောင်အယောက်မပါအဆောင်လျှောက်မပါပဲတယောက်တည်းဝင်းအလေရှိအိန္ဒိယသို့ခြေချင်းလျှောက်၍သွားကာရုံးတက်လေရှိသောသမရာကြီးဟိုချီမင်းအားဟန်ရွမ်းမြို့သူမြို့သားများသည်အဝေးကပင်မြင်ကြရသည်ခံကြလာသည့်ဓာတ်ပုံကြီးများအဖိုးတန်လာသည့်ပကြီကားချက်ကြီးများနှင့်စမ်းကြယ်လာသည့်ပန်းအိုပန်းရွယ်ကြီးများဖြင့်တန်းစာဆင်၍အခန်းကြီးအခန်းငယ်အသွေးတို့ဖြင့်လှပတင့်တယ် ကြီးကျယ်ထဲဝါလှသည့်စံအိမ်တော်ကြီးတွင် မနေဘဲရိုးရိုးကုတ်ကုတ်တဲဘုတ်ကလေးသားသားမျှရှိသည့်အိမ်ကလေးမှာပင်ထောင်စဉ်နေထိုင်သွားသည့်သမရဟိုရှင်မင်းကဲ့သို့ခေါင်းဆောင်မျိုးတွင်ကဘာပေါ်တွင်တစ်ယောက်အပြင်နှစ်ယောက်မရှိနိုင်ပေ။သမရကြီးဟိုချင်မင်းသည်ရင်းသို့ထောင်စဉ်ရိုးရိုးကလေးပင် နေထိုင်ခဲ့သလိုနေစဉ်သူသွားလာလှုပ်ရှားလောက်ကင်စားတော့ပုံများမှလည်းရိုးရိုးကလေးပင်ဖြစ်သည်သူသည် နေ့စဉ်နနေ့တိုင်း9နာရီခွဲလောက်တွင်အိယာမှထား၍ကျမ်းမာရေးအတွက်ကိုလက်လှူရှမှုအလဲချင်းလုပ်လေရှိသည်ထို့နောက်ကိုလက်တန့်စင်ကနနေ့စာစားသည် သူနနေ့စာမှာစံဖြုတ်တပကံနှင့်ကော်ဖီတစ်ခွက်သာဖြစ်သည်ပြည်လင်းဒိုနေ့တစ်နေ့အတွက်လုံဆောင်ရန်ရှိသည့်အလုပ်စရာများရေးမှတ်သည်9နာရီခွဲတွင်အိမ်တော်သို့ခြေချင်းသွားပြီးရုံးတက်သည်17နာရီခွဲတွင်နနေ့ပိုင်းရုံးစင်းချိန်၌ ယင်းစာကန်းတွင်နန္ဒစာဝင်စသည်နန္ဒစာထမင်းစာရတွင်လည်းတမရာကြီးဟူ၍ကြီးကြီးကျယ်ကျယ်ထထဲဝါဝါမရှိပါ ထမင်းစာကန်းထဲတွင်အစိုးရဖွဲ့ဝင်ကြီးများရုံးအမှုတန်းအရာဓာတ်များနှင့်တကွမော်တော်ကားဒရိုင်ဘာများပါဝိုင်းဖွဲ့၍စားတောက်ကြခြင်းဖြစ်သည်မွန်လွယ်ပိုင်းရုံးပြန်တက်သောအခါတွင်မူများသောအားဖြင့်ဧည့်သည်တော်များကိုလက်ခံတွေ့ဆုံလေးရှိသည်ဧည့်သည်များဆိုရ၌နိုင်ငံခြားတန်တမန်များ နိုင်ငံခြားသတင်းစာဆရာများမှအစကျေးလက်တော်ရများမှတမရကြီးကို မြင်တွေ့လို့စကားပြောလို့သဖြင့်တကူးတကအပင်ပန်းခံ၍ရောက်ရှိလာကြသည့်တောင်သူလက်သမားများ အဖိုးကြီးအဖွားကြီးများအထိပါဝင်ကြသည် သူသည်လူဒန်းစားမခွဲခြားပဲအားလုံးကိုလက်ခံတွေ့ဆုံ၍ဆွေမျိုးသားချင်းပမာရင်းရင်းနှီးနှီးစကားပြောလေရှိသည်ညနေ၄နာရီရုံးစင်းပြည့်နောက်တဲအင်္ဂလိပ်သို့ပြန်လာ အဝစားလဲ၍သူကိုယ်တိုင်စိုက်ပြိုးထားသောတစ်ပင်ပန်းမဲများနှင့်စားတော့ပင်များကို ရေလောင်းခြင်းပေါင်းတင်ခြင်းစသည့်တို့ကိုပြုလုပ်သည်ပြီးလျှင်ညနေစာစသည်ညဘက်တွင်9နာရီခန့်မှ17နာရီအထိစားဖတ်ခြင်းစောင်းပါများ ဟောပြောချက်များရေးသားခြင်းတို့ကို ပြုလုပ်လေရှိသည် တခါတရံအရေးကြီးလျှင်ညသကောင်ကျော် တနာရီအထိ အလုပ်လုပ်လေရှိသည်ယုံတို့ရိုးရိုးကလေးနေထိုင်သွားလာလှုပ်ရှားနေလျက်ရှိသောသမရာကြီးဟိုချီမင်း၏ ဝက်ပုံစားပုံကိုလည်းကြည့်ပါဦး1945ခုစက်တင်ဘာလ2ရက်နေ့ကလွတ်လပ်ရေးကျင်းကြသည့်တမိုင်းဝင်အခမ်းအနားကြီးတွင်အဝက်အစားကောင်းကောင်းမွန်မွန်ဟူ၍တထယ်မြမရှိသဖြင့်လုတ်ဖော်ကင်ဖက်ရဲဘော်များကအင်ဂျီဘောင်းမီတစုံကိုကတိုက်ခရိုက်ဝယ်ပေးခဲ့ရသောသမရာကြီးဟိုချီမင်းသည်ယခု1954ခုနှစ်နောက်ပိုင်းတွင်လည်းသူတွင်ကာကီဘောင်းမီအင်ဂျီဝတ်စုံနှစ်စုံသာရှိသည် ခြေလက်ကင်ပေါ်ဟာ6ထက်နဲ့ခြေအိတ်3စုံလောက်သာရှိသည်။ဟိုချီမင်းသည်အင်္ဂလိပ်တွင်နေလျင်ခုံဖနက်ကိုသာ အမြဲစီသည်။ယုံတက်မှသာလျင် ရာဘာညက်ဖနက်ကိုစီး၍တက်သည်။ထို့သို့တိုင်းပြည်၏အထွတ်ထိပ်ဖြစ်သောသမရာကြီးဘဝသို့ရောက်သည့်အတိုင်းဤမြအနေထိုင်နှင့်အဝတ်အစားတွင်ကြိုးကြံချွေတာ၍ယုဒလာသောကမ္ဘာခေါင်းဆောင်ဟု၍ဟိုချီမင်းက လွဲလျင် အခြားမည်သူမျှမရှိနိုင်ပေ။ ဟိုချီမင်းအားအခြားအခြားသောကမ္ဘာကောင်းဆောင်များနဲ့နှိုင်းရှင်တင်ပြရ၌အထက်ဖော်ပြပါအတိုင်းသူမတူသော ထူးခြားချက်လက္ခဏာများပြင်အခြားပေါ်တွင်ထင်ရှားလာသည့်ထူးခြားချက်တစ်ခုကြန့်ရှိနေသေးသည်ယင်းအချက်ကအခြားမဟုတ်ဘီနန်တမရာကြီးဟိုချီမင်းသည်ကမ္ဘာကောင်းဆောင်များအနက်သားမရှိမယားမရှိသည့်တဦးတည်းသော လူပြိုကြီးဖြစ်နေသောအချက်ပင်ဖြစ်သည်သူသည်အချိန်တန်ရွယ်ရောက်သည်မှစ၍ဘီနန်လွတ်လပ်ရေးအတွက် နိုင်ငံတကာသို့လှက်လည်သွားလာ၍ဘဝမျိုးစုံကျင်လည်ကဒုက္ခအပုံဖုံတွေးကြုံဖြတ်တန်းပင်ပန်းလာခဲ့သည်ထို့ကြောင့်အချစ်ရေးအိမ်တော်ရေးများကိုစဉ်းစားရန်အချိန်မရခဲ့ပေဤသို့ဆိုပြီးအိမ်တော်ပြည့်ဝမိအရွယ်တွင်တန်းပြင်းတဲ့လူမျိုးအတွက်အသက်ပေးကဘဝကိုပါ အနှံလှုပ်ဆောင်ခဲ့သူဖြစ်၍ဤအချစ်သည်ပင်လျင်ဟိုချီမင်းအားကဘာပေါ်တွင်တိုးတက်သောအိမ်တော်မရှိသည့်ခေါင်းဆောင်လူမျိုးจิตတယောက်အဖြစ် ဒူဒူချာချာအမတ်သားပြုစရာဖြစ်လာခဲ့သည်အင်ဒိုချိုင်းနာဒေသဆိုင်ရာဂျနီဗာညီလာခံအပြည့်တွင်ပြင်သစ်တို့လည်းဘီယန်နန်နယ်မြေမှထွက်ခွာသွားခဲ့သည်1960ပြည့်နှစ်တွင်ဘီယန်နန်မြေပေါ်တွင်အမေရိကန်နယ်ချက်သမားတို့ဝင်ရောက်ကျူးကျော်သဖြင့်ဟိုချီမင်းဦးဆောင်သောဘီယန်နန်ပြည်သူများသည်အစံကုန်ခုခံကာကွယ်ခဲ့ကြလေသည် တမရဟိုချီမင်းသည်အမေရိကန်၏ကျူးကျော်ဆက်ကိုခုခံတော်လှန်ရေးဘီအန်အန်လုံးဝလွတ်မြောက်ရေးအတွက်ကြိုးပမ်းလျက်ရှိစဉ်1969ခုစက်တင်ဘာလ3ရက်နေ့တွင်ဟန်ရိုင်းစန်တော်ချိန်နနက်9:48မိနစ်တွင်နှလုံးရောဂါဖြင့်ကွယ်လွန်ခဲ့သည်ဟိုချီမင်း၏စာပနာအခမ်းအနားကိုနိုင်ငံတော်စာပနာအဖြစ်စက်တင်ဘာလ3ရက်နေ့မှ9ရက်နေ့ထိပြင်ဆင်ထားရှိစဉ်ကမ္ဘာနိုင်ငံတည်တည်မှခေါင်းဆောင်များလာရောက်အလေးပြုကြသည် ိုချီမင်း၏ရုပ်ကလပ်ကိုရရက်နေသောဂရီဘာစာကြီးများလေးဖက်လေးတံဖုံးအုပ်ထားသည့်ခုံကြီးပေါ်တွင်မှန်ခေါင်းဖြင့်ထည့်သွင်းကာတင့်တယ်တည့်ရက်စွာထားရှိ၍အစိုးရအဖွဲ့များပါတီခေါင်းဆောင်များတက်မတော်မှ တမှုကြီးများနှင့်တကွလူထုလူဒန်းစားအဖွဲ့အစည်းခေါင်းဆောင်များပါတစ်ကြိမ်လျင်၄ယောက်ကြား24နှစ်ပတ်လုံးအလဲကျတာဝန်ယူ၍စောင့်ကြက်လျက်ရှိသည်မိမိဘဝကိုဘီအန်အန်ပြည်သူတို့အတွက်ထားဝစဉ် ပူဆော်ဆွန့်လွတ်ခဲ့သောကွယ်လွန်သူခေါင်းဆောင်ကြီးဟိုချီမင်း၏ကျဉ်ကျန်သောရုပ်ကလပ်ကိုကမ္ဘာနိုင်ငံအသီးသီးမှခေါင်းဆောင်များတမကဟန်ဒရိုင်းမျိုးတော်ရှိပြည်သူပြည်သားစက်ယုံလွတ်ယုံမှအလို့သမားများအမှုထမ်းရာထမ်းများចောင်းသူចောင်းသားများနဲ့တက်မတော်သားများတမကဘီအန်နန်မြောက်ပိုင်းတစ်ခုလုံးရှိမြို့ကြီးပြကြီးနဲ့ကျေးလက်တောရွာများမှအလို့သမားများလယ်သမားများနေညမဆက်အောင်တဖွဲဖွဲရောက်ရှိလာ၍မြေကြီးဆက်လက်ဖြင့် ာရဝပြုကနောက်ဆုံးလေးပြုချင်းဖြင့်ပြုခဲ့ကြသည်ထို့နောက်စက်တင်ဘာလ9ရက်နေ့တွင်ဟိုချင်မင်း၏ဇာပနာကို အခမ်းအနားဖြင့်တချို့ခဲ့သည်ဟိုချင်မင်းသည်1969ခုမေလ10ရက်နေ့တေတန်းစာတစောင်းရေးသားခဲ့ရာအဆိုပါတေတန်းစာတွင် ကိုရီးကိုတာပြဿနာများနှင့်ပတ်သက်၍ကျွန်ုပ်သည်ကျွန်ုပ်၏ဘဝတစ်ချောင်းလုံးစေရောကိုပါအဖနိုင်ငံအတွက်လည်းကောင်းဒေါ်လာရေးနဲ့ပြည်သူအတွက်လည်းကောင်း အစွမ်းကုန်အလုတ်ကျွေးပြုခဲ့ပြီးဖြစ်သည်အကယ်၍လူလောကမှထွက်ခွာသွားရမည်ဆိုပါက ကျွန်တော်တို့ဝမ်းနဲ့ဆရာဘာတစ်ခုမှမရှိ အချိန်ကြာကြာနဲ့ဒီထက်ပို၍အလုတ်ကျွေးမပြုတ်နိုင်သည့်အတွက်သာလဲဝမ်းနဲ့ဆရာဖြစ်နေပေလိမ့်မည်ကျွန်တော်ကွယ်လွန်ပြီးနောက်ပြည်သူလူထုအတွက် အချိန်ကုန်ဝေခန်းမဖြစ်ရလေအောင် ပကတနအခမ်းအနားဖြင့်မလုပ်ရကြပါလိမ့်နေဒီကုန်းချုပ်အနေဖြင့်ပြည်သူတရလုံးပါတီတစ်ခုလုံး တမတော်တစ်ခုလုံးအားလဲကျွန်ုပ်ဤဒူဒူမလေးများလူငယ်လူရွယ်များနဲ့ကလေးတငယ်များအား၎င်းကျွန်ုပ်အတိုင်းမသိကြီးမားလာသည့်ချစ်ခင်မှုဖြင့်နောက်ဆုံးနှုတ်ဆက်ခဲ့ပါ၏စသဖြင့်ဖော်ပြပါရှိရာဟိုချီမင်းအားဘေးနံပြည်သူများနဲ့ကမ္ဘာပြည်သူများကပုံမွေ၍ကြီးညိုလေးစားမိခဲ့ကြသည်ထို့သောသေတန်းစာနှင့်ဘေးနံပြည်သူတို့ကိုမှာကြားနှုတ်ဆက်ခါ လင်းရောင်ပေးသွားခဲ့သောသမရာကြီးဟိုချီမင်းအားဂုံပြူသည့်အနေဖြင့်ဟန်နွိုင်းမြို့မှအမေရိကန်နယ်ချဲ့တို့ကို အပြစ်တိုင်မောင်းထုတ်ခဲ့ပြီးနောက်ဟန်နွိုင်းမြို့ကိုဟိုချီမင်းမြို့တော်ဟုအမည်ပြောင်းလဲခဲ့သည်။မြစ်တို့ဆိုစီသမရာဟိုချီမင်းကွယ်လွန်သွားသည်မှာယခုအခါနှစ်ပေါင်း30ကျော်ပြီဖြစ်တော်လဲဘေးနံပြည်သူအပေါင်းတို့ကသူတို့ချစ်သောဦးလီဟိုကိုဘယ်တော့ခါမှမေ့နိုင်ကြမည်မဟုတ်ပေ။